အဝဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးတာပဲဖြစ်ပါတယ်ဂျွန်လာတလာစာအင်ကာသာသမီးများတလာစာဟော်ဆရန်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဂျွန်လာမှာဒီကာလမျိုးမှာအင်ကာသာသမီးများအနေနဲ့တာမန်အခြေအခြေအနေရနေပြီးတော့မှာပါနော်စီးပွားရေးစီးပွားရေးတွေလူမှုရေးတွေကအချိန်ဟုန်ပြင်းစွာဖြစ် တက်လာပြီးတော့လက်ရှိအခြေအနေထက်ပိုပြီးကောင်းတာမျိုးပိုပြီးစီးပွားတက်လာတဲ့အခြေအနေမျိုးကြုံတွေ့ရဖို့ရှိပါတယ်ဒီကာလမှာမိမိရဲ့လုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းစိတ်ပါလက်ပါပိုလုံးမယ်ဆိုရင် ဒီကာလမှာအလွန်မင်းပိုကောင်းလာပြီးတော့ပိုပြီးတိုးတက်လာဖို့ရှိပါတယ်မိမိရဲ့စိတ်ထဲမှာစိတ်မပါလက်မပါဘဲနဲ့လုံနေရတာမျိုးရှိမယ်ဆိုရင်တော့ဒီကာလမှာစိတ်ပါလက်ပါလေးလှုပ်ပြီးတော့လှုပ်ရှားရှိရာလေးကိုဖျက်ဖျောက်နေတဲ့လှုပ်ဖို့ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်နောက်မိမိနဲ့ပြက်နာတက်နေတဲ့သူတွေမိမိနဲ့အဆင်ပြေတဲ့သူတွေနဲ့လည်းဒီကာလမှာအဆင်ပြေချုံးမိပြီးတော့မိမိနဲ့အလိုပေါ့နော်ဒီအဆင်ပြေသွားတာမျိုးလည်းတွေ့ရတတ်ပါတယ်နောက်ပြီးရခါကျတော့မိမိရှိကိုပေါ့နော်အဖိုးတန်ကြောက်ညက်ရတနာတွေဝင်လာတတ်ပါတယ် အဖိုးတန်ကြမ်းမြေနာတွေဝင်လာပြီဆိုတော့မိမိကကံကောင်းမှုတွေကြုံရတယ်ပေါ့ကံကောင်းမှုတွေဖြစ်လာတယ်ပေါ့ဒါတို့တော့ချွေတဲ့ PC ရွှေနဲ့ပတ်သက်တဲ့အရာတွေဝင်လာပြီဆိုတော့မိမိကကန်ဆိုးတာမျိုးတွေပင်ပန်းတာမျိုးတွေစိတ်အိပင်ပန်းခြင်းကိုယ်ပင်ပန်းခြင်းတွေဖြစ်ပေါ်လာတတ်တာကိုတွေ့ရတယ်။အဲကြောင့်မလို့ရွှေနဲ့ပတ်သက်တဲ့ဟာမျိုးတွေဝင်တာလည်းမကောင်းဘူးထွက်တာလည်းမကောင်းဘူးဒီကာလမှာပေါ့နော်မိမိကအရေးကြီးကိစ္စရပ်တွေလုံးဆရာရှိကြမလို့ဆိုမိမိရဲ့ရွှေတဲ့ PC တစ်ခုခုကိုရောင်းချပေါင်နေပြီးလောက်ရမှာမျိုးရှိမှာတော့လုံးဝလုံးဝ ရွှေတဲ့ပစ္စည်းတွေကိုရောင်းချပြီးလုံးဝလုံးဝမလုပ်ပါတော့ကျွန်တော်အနေနဲ့အကြံပြုလို့ရတယ်။နောက်ပြီးတော့ဒီကာလမှာပေါ့မွေအစုလိုက်ပြုံလိုက်ဝင်ကင်းရှိပါတယ်။မွေအစိုးထိပေါက်တာမျိုးပဲဖြစ်ဖြစ်ဒါပေမဲ့မိမိရဲ့ပန်ဝန်းကျင်မှာရှိနေမိမိရဲ့မိမိထက်အသက်ကြီးတဲ့သူတွေကမိမိကိုမားဆတာပဲဖြစ်ဖြစ်ပေါ့နော်။ဆုံးတစ်ခုအကြောင်းတစ်မျိုးအကြောင်းလို့မွေအစုလိုက်ပြုံလိုက်ဝင်တက်တယ်။မွေဝင်လာတဲ့တောင်တွေ့ရပါတယ်။နောက်ပြီးတဲ့ခါကျတော့မိမိဒီအထက်လူကြီးတွေမိမိရဲ့ မိသားစုထဲမှာရှိနေတဲ့အချီကြီးကဲတဲ့အသက်ကြီးတဲ့သူတွေကြောင့်မလို့စိတ်ပင်ပန်းရတာမျိုးစိတ်ထိခိုက်ရတာတို့ကြောတတ်တယ်။နောက်ပြီးတော့အဲ့ဒီလူမျိုးတွေရာလည်းကျန်းမာရေးမကောင်းတာမျိုးဟိုပြောရမဆိုရင်ကျန်းမာရေးမကောင်းတာမျိုးချက်ချင်းဟိုရုပ်ကြည့်ရကြီးပေါ့နော်ဟိုမူလဲဝါရမျိုးမေ့လဲဝါရစသဖြင့်အဲ့လိုမျိုးအခြေအနေမျိုးလည်းဒီကာလမှာကြုံတွေ့ရတာရှိပါတယ်။နောက်ဒီကာလမှာလူမျိုးကြားတွေနောက်နိုင်ငံကြားနဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးလုံးဝလုံးဝအဆင်ပြေပါတယ်။နောက်ဒီကာလမှာပေါ့နော်ခရီးသွားရတာမျိုးရှိရတော့ဒီခရီးကစီးပွားရေးနဲ့ပတ်သက်တဲ့ခရီးတစ်ခုကိုထွက်ရ မယ်ဆိုဒီကာလမှာစိုက်စီးပွားရေးကလုံးဝလုံးဝအောင်မြင်ပြီးတော့လုံးဝလုံးဝအဆင်ပြေတာကိုတွေ့ရတယ်။နောက်ပြီးတော့ဝန်ထမ်းဆိုရင်တော့ဒီကာလမှာယာတုတက်တာမျိုးတွေနောက်ပြီးတော့မိမိရဲ့အလုံးရှင်ရဲ့ပတ်စားပေးခြင်းခံရတာမျိုးလုံးရှင်ရဲ့ဒီဟိုမားစာခြင်းကိုခံရတာမျိုးကြုံတွေ့ရဖို့ရှိပါတယ်။နောက်ပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးအလုံးလုံးလုပ်နေကြတဲ့သူတွေနေလဲဆိုရင်တော့ပင်နန်းကိစ္စရည်ဒီပညာရေးနဲ့ပတ်သက်တဲ့ကိစ္စရည်တွေကြောင့်စိတ်ညစ်ရခြင်းအနှောက်ယှက်ဖြစ်ခြင်းအဲ့လိုမျိုးတွေလုံးဝလုံးဝကြုံတွေ့ရဖို့ရှိပါတယ်။ဒီကာလမှာရွှေနဲ့ပတ်သက်ပြီးလုံးဝလုံးဝမဝင်စေခြင်းပါနဲ့ မွေကောင်းတယ်ဘာလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ထွက်လည်းမကောင်းမွေလည်းမကောင်းလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နော်နောက်တစ်ခုကျတော့ပါလဲဆိုတော့ဒီကာလမှာပေါ့နော်အချီရေးပေါ့ချီကိစ္စရတွေကကျတော့မိမိကမိရဲ့ဒီအချီရေးမှာမိရဲ့ရည်စားဟောင်းတွေချစ်သူဟောင်းတွေပြန်ရောက်လာတတ်တယ်မိမချစ်သူရှိနေရယ်ဆိုရင်တော့အဲ့ဒီမိရဲ့ချစ်သူအသက်နဲ့ရည်စားဟောင်းတွေနဲ့ပြန်လာတတ်တာမျိုးအကြုံတွေ့ရမျိုးဖြစ်တတ်တယ်နောက်ပြီးတော့ဒီအိမ်တော်ကြီးကိစ္စရကတော့နားလည်မှုရှိရှိဖြေရှင်းမယ်ဆိုဒီကာလမှာပြဿနာကြီးကြီးမှဖြစ်တတ်ဖို့မရှိဘူးဒါပေမဲ့ ဟိုပြောရမယ်ဆိုဒီကာလမှာပါเนาะမမိကနည်းနည်းလေးအမားတစ်ခုကိုလေးကြော်လိုက်ပြီဆိုတာအဲ့မားတစ်ခုကိုနင်းပြီးတော့ပြက်နာတွေတတ်တာမျိုးစိတ်အနှောက်ရှက်တွေဖြီးရတာမျိုးပင်ပန်းရတာမျိုးနောက်ပြီးဟိုကွဲရကာလမျိုးမဟုတ်ပင်မဲ့လေအရန်ပင်ပန်းရတဲ့ဆက်ဆံမျိုးဖြစ်ပေါ်လာတတ်တယ်အဲ့ဒါမျိုးတွေ့ရပါတယ်ဒီကာလမှာစာရွက်စာတန်းစာကျုပ်စာတန်းကိစ္စရပ်အနေနဲ့ပတ်သက်ပြီးတော့ တနိုင်လာပေါ့နော်မိမိနာမည်မသုံးဘဲနဲ့ရှင်းတဲ့တနာရှင်းပါမိမိနာမည်သုံးပြီးရှင်းမယ်ဆိုရင်တော့လည်းလည်းလေးပုံမှန်ထပ်ပုံလုံးနဲ့အခက်ခဲတွေပုံမှန်ထပ်ပုံလုံးနဲ့တက်နာလေးတွေကျုံရရဖို့ရှိပါတယ်။နောက်မိမိမှာမိမိဖြစ်လာတဲ့အခက်ခဲတွေပေါ်မူတည်ပြီးတော့ဆွေမျိုးသားကြီးတွေကမိမိကိုလာပြီးတော့ကူညီလိမ့်မယ်။ကူညီမဆမှုတွေလည်းခံရတတ်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်ပြီးရက်ခါကျတော့ဒီကာလမှာပေါ့နော်ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုခုတိဆောက်ဖို့ရည်ရွယ်နေရတဲ့ဆိုရင်ဒီကာလမှာဒီကာလမှာ เนาะไอ้ซีบัวတခုကိုတိဆောက်ပါလောက်ပါတော့ကျွန်တော်နေနေပြောချင်ပါတယ်အဲဒီကာလမှာပေါ့เนาะအကျွေးတွေကိုဒီလမှာအကျွေးတောင်းရင်တောင်းမတောင်းရင်နောက်ဘယ်တော့မှတောင်းလို့ရမှာမဟုတ်တော့ပါဘူးအဲကြောင့်ဒီလမှာတောင်းမယ်ဆိုရင်လည်းဘလို့နီးနေနေမဆိုတောင်းပါတော့ကျွန်တော်နေနေပြောချင်တယ်เนาะအဲ့တော့ကျမ်းပိုင်ကစားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့မျက်စိယောဂါတွေနောက်မျက်စိနဲ့ပတ်သက်တဲ့ယောဂါမျိုးတွေနောက်မျိုးအစာမားတာမျိုးအတောက်မားတာမျိုးနောက်ဆေးမားတောက်မိတာမျိုးအဲ့ဒါမျိုးတွေပတ်သက်ပြီးဖြစ်တတ်တယ်။အဲ့တော့ဒါကြီးတော့တနင်္လာရောင်ရှောင်ကျင်ပေးဖို့လိုအပ်တယ်။သတိထားပေးဖို့လိုအပ်တယ်ပေါ့နော်။နောက်ခုကျတော့ဒီ ဒီလမှာပေါ့နော်ဒီလတလမှာကံကောင်းစေဖို့အတွက်အစီမေချောဝိစေဖို့အတွက်ရရရလေးကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီစေးယုံစေးကန်းတွေမှာရှိနေတဲ့အသက်ကြီးနေတဲ့လူနာအတ္တိလူနာတွေကိုစေးဖို့တွေစေးဖို့ဝါကတွေရေသူတို့ရစားသုံးနေတဲ့ဒီအစားတောက်တွေကိုတွားပြီးလှူဒန်းပေးတာမျိုးသူတို့ရဒီတနေ့စာအခက်ခဲ ီတွေကိုသွားပြီးကူပြီးအောင်လုပ်ပေးပါမိမိတက်နိုင်တက်နိုင်လားလူနာတစ်ယောက်နှစ်ယောက်သုံးယောက်နေ့ယောက်ငါးယောက်၆ယောက်ပြီးတက်နိုင်လားလုပ်ပေးပါပြီးရခါကျတော့ဒီအခက်ခဲတွေအားလုံးပြေပျောက်ပါစေဆိုပြီးတော့ဆူတောင်းပေးပါအဲ့ဒါဆိုမိမိအခက်ခဲတွေကင်းပျောက်ပြီးတော့အားလုံးအဆင်ပြေချုံ့ပြတာပါလိမ့်မယ်အားလုံးပဲကျွန်တော်မှာအဆင်ပြေချုံ့ပြကြပါစေရလည်းကောင်းနေရရှိပါစေစိတ်ရည်ကိုကြမ်းပါခြင်းနဲ့ပြေဆုံးပါစေကျွန်တော်အနေနဲ့ဆုံးမတောင်းပေးလိုက်ရပါတယ်